ဒွေမြို့မြို့တော်ခမဟောင်းကိုမင်္ဂလာညစာစာပွဲလိုပုဂ္ဂိုလ်ကြီးဆိုင်ရာအခမ်းအနားတွေမှာစပြီးတိုးပြူလာတယ်လို့မြို့ကန်တွေစီကသိရပါတယ်။ဒွေမြို့တော်ခမဟောင်းမှာမင်းမလာခွန်ရဲ့နေကမင်္ဂလာညစာစာပွဲတစ်ခုကျင်းပခဲ့တယ်လို့ဂေါကလရဲ့ညစာစာပွဲတစ်ခုကိုလည်းဒွေမလာကိုရဲ့မှာ ပြုလုပ်ခဲ့ပါတယ်။မြို့တော်ခမဟောင်းမှာအရင်ကအစိုးရအခမ်းအနားတွေ့ဆုံပွဲလွတ်လပ်ရေးနေ့အခမ်းအနားမျိုးတွေနဲ့ ခရစ်စမတ်နေ့ညစာစာပွဲတွေလိုမျိုးတွေဒါကျင်ပလိရှိကြပါတယ်။2029ခုနှစ်မှာဒွေမျိုးကိုလာတဲ့စေကောင်းဆောင်ဘုချုပ်မူကြီးမအောင်လိုက်ကခမ်းမလိုအပ်ချက်ရှိဆိုပြီးမြို့တော်ခမ်းမတဲ့တခုကိုအခုမြို့တော်ခမ်းမဟောင်းနေမြင်းချင်းဆိုင်မှာရှိတဲ့ဘဒူပန်ချံအတွင်းတိစားဖို့ခွင့်ပြုခဲ့ပါတယ်။မြို့တော်ခမ်းမအသက်ဆောက်လိုက်ပြီးချိန်မှာတော့မြို့တော်ခမ်းမအဟောင်းကို အများပြည်သူနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာပွဲတွေမှာအထောက်ပြုလာခဲ့တာပါမြို့တော်ခမ်းမဟောင်းညင်းနေရအပါဝင်အစိုးရအရေးသားအဆောက်အုံနဲ့မြေရီယာလီကာနှိပါကိုစေဝစုရဲ့လက်နက်ဝဲတော်ဖြစ်တဲ့ဥထမင်းလာပိုက်တဲ့ဟိုတယ်တဝဲကို2013ခုနှစ်ကနေ2043ခုနှစ်အထိငားရန်ထားတယ်လို့မှတ်တမ်းတွေအရသိရပါတယ်